တ်တရပေါ့အမတ်တရအနေနဲ့အဲပုံဖော်ရိုက်ကူးတာပေါ့နော်အရင်ဟိုလိုကြီးအရင်ကတော့ဟိုလိုဟွာလုပ်မယ်ဒီဟာလုပ်မယ်အဲ့လိုမရှိဘူးဒါဆိုရင်မှတ်တိုင်လေးပေါ့မှတ်တိုင်လို့ပြောရမလားအမတ်တရလေးပေါ့ဘဝမှာငါကိုယ်ပိုင်တစ်နေ့တစ်ပုတ်အဲထုတ်ထားရဖန်တီးထားရပြီးနောက်တစ်ခါဆိုပွဲရေပေါ့နော်ဆိုခဲ့ရဆိုရင်လည်းကိုယ့်တစ်နေ့လေးကိုလည်းပါအောင်ထည့်ဆိုမယ်နောက်ပြီးတော့အဲ remix လေးလုပ်မယ်အဲ့လိုလေးဆိုတော့တစ်ချင်းကိုချစ်တော့တစ်ချင်းလုပ်တဲ့သဘောပါပဲ အာဘယ်လိုမဆိုခတ်ပါရဲ့ဒီတချင်းမမဟုတ်ဘူး miss လုံးကလည်းခတ်ခဲ့တာပဲတရုတ်ဆောင်လို့တော့ကလည်းခတ်တာပဲတချင်းလို့တော့လည်းခတ်တာပဲဆိုတော့အထီးကကိုစိတ်ဝင်စားရဲဆိုတော့တေချာကြိုးစားပြီးတော့စနစ်ပြီးတော့လောက်ကြလောက်ကြတာပေါ့နော်ဒါမဲ့အရာအားလုံးကဒီအမှုပညာမှာတရုတ်ဆောင်ရောအဲဆိုတော့တချင်းရော နောက်တစ်ခုကဟိုဘာလဲ miss ကအားလုံးကအတူတူပဲလို့ပြောလို့ရတယ်အမှုပညာပဲပေါ့နော်အမှုပညာဖန်တီးမှုပဲဆိုတော့ဒါရဲ့တအုပ်စုတွေဖြစ်တဲ့အတွက် အဲတိတ်ကွဲပြားပြီးလမ်းခွဲဝါရမျိုးတော့မဟုတ်ဘူးအားလုံးထဲမှာရှိရဲ့အလုပ်ကိုပဲဒါလုပ်တဲ့သဘောပဲပေါ့နော်အရင်တော့လည်းဇလန်တွဲရေးမှာစုံနေဆိုတော့တချင်းရဲ့ဒီအဲစာသားလေးတချင်းပုံစံနဲ့ကာရက်တာလုံးဝတစ်ထက်တည်းကြာရယ်ဆိုတော့ဒီရွေးချယ်လိုက်တာပါဟုတ်တချင်းကတော့ဇောငယ်လေးတဲ့တချင်းရဲစိုက်တယ်ဟိုစိုက်တယ်ဆိုတော့ဒါကိုပိုင်းတချင်းလေးတစ်ပုတ်ကိုစီစဉ်မယ်ဆိုပြီးတော့လေဒါဆိုပြစ်သွားရယ် အရင်တော့လည်းဇလန်တွဲရေးမှာစုံတယ်ဆိုတော့တချင်းရဲ့ဒီအာစာသားလေးတွေတချင်းပုံစံနဲ့က character လုံးဝတထထဲကြရဲဆိုတော့ဒီရွေးချယ်လိုက်တာပါဟုတ် တဆင်းက professional လေးလည်းမဟုတ်ပါဘူးအဓိကငငယ်လေးတယောက်ကိုပိုင်တဆင်းလေးတစ်ပုဒ်ကိုလှုပ်ချင်တယ်ဖန်တီးချင်တယ်ဆိုတဲ့စိတ်ကရှိရဲဒါပေမဲ့အိမ်မက်ပေါ့နော်တကယ်ဖြစ်မလာဘူးဟိုသူများတဆင်းတွေကိုတကြံတွေညူရီယာတွေပွဲတွေမှာဆိုကြရဲဆိုတော့ကိုပိုင်တဆင်းလေးတစ်ပုဒ်လည်းလို့ရှိထားတင်တယ်ဆိုတဲ့စိတ်နဲ့ဒါကိုကိုရန်ကလည်းတချင်းအရန်ကြိုက်တော့ဒါဖန်တီးလိုက်တဲ့သဘောပါပဲတခြားလူတချင်းလိုက်ပက်ကြီးကိုကူးသွားမှာမျိုးတော့မဟုတ်ပါဘူးအဲ့တချင်းကိုဝယ်ပြသွားရတယ်အရန်ထူးဆန်းတယ်ဘာလို့ဆိုတော့တချင်းရဲ့တေးရင်းနဲ့တငယ်ချင်းပေါ့နော်အမနဲ့တငယ်ချင်းဆိုတော့ဟိုဟာအားပေးတာ အမဘာချင်းနေရေးထားလဲပြပေါ့နော်ပြပြီးအတဲရမသွက်ဒါကိုသွက်သူရေးထားတာသူခံစားစင်းနေသွက်သူရေးထားတာအိုးဇုံကလည်းသူသွက်ဆိုပြရဲသူဂီတာနဲ့ဆိုတာကိုပြတော့နားထောင်ကြည့်ရဲ့ချိန်မှာဒီကီးကိုဆိုနိုင်တယ်ချားတချင်းနေပြရဲမဆိုနိုင်ဘူးဒါဆိုနိုင်တယ်ဆိုပြီးတော့ဒါကိုအပိမယ်ဆိုဝယ်ထားတာဝယ်ထားပြီးတော့တစ်နှစ်လောက်ရှိရဲမရိုက်ဘူးတချင်းပုံမှန်တော့အပိတာပေါ့နော်ဝယ်ထားပြီနောက်ကြတော့မှအော်လို့တချင်းရှိနေရဲ့ရိုက်မယ်ဆိုပြီးတော့အတန်းနေအတွင်းတချင်းအခုပိုစတာတွေရိုက်အဲ့လိုမျိုးဖြစ်သွားတာပေါ့မဟုတ်ဘူးတေးစနိုးပေါ့နော်မက်စနိုးနဲ့ကတငယ်ချင်းငယ်ချင်းဆိုတော့ တကယ်ချင်းချင်းချင်းအားပေးလိုက်တာဝယ်ပေးမယ်ဝယ်လိုက်မယ်မချင်းအပေးရဆိုပြီးအပေးရအပေးနဲ့ဒါလေးကအခုတခြားလေးစီစဉ်ပြီးတော့ဆိုပြသွားအဲ့လိုမျိုးပါဟိုတချင်းကတနစ်တော့မဟုတ်ပါတော့လာပိုင်း6လ9လ8လဝင်ချင်းခံမှန်းပြောလိုက်တာပေါ့နော်ဆိုတော့အဓိကတော့တချင်းအတန်အတွင်းတဲ့အခါမှာဟိုအဓိကဆွေးရဲ့ဘက်ကိုရအောင်အတွင်းရပါပေါ့နော်နည်းနည်းပျော်ရဲမှုဖြစ်နေရဲဆိုတော့အဲ့ဒါလေးကိုပဲအတန်အတွင်းတဲ့အခါမှာခဏခဏလေးပြန်အတွင်းရပါပါအဲ့ဒါပါ အာဘယ်လိုမှဆိုခတ်ပါရဲ့ဒီတချင်းမမဟုတ်ဘူး miss လုံးကလည်းခတ်ခဲ့တာပဲတရုတ်ဆောင်လို့တော့လည်းခတ်တာပဲတချင်းလို့တော့လည်းခတ်တာပဲဆိုတော့အဓိကကိုစိတ်ဝင်စားရဲဆိုတော့တေချာကြိုးစားပြီးတော့စနစ်ပြီးတော့လောက်ကြလောက်ကြတာပေါ့နော်ဒါမဲ့အရာအားလုံးကဒီအမှုပညာမှာတရုတ်ဆောင်ရောအဲဆိုတော့တချင်းရော နောက်တစ်ခုကဟိုပါလဲ miss ကအားလုံးကအတူတူပဲလို့ပြောလို့ရတယ်အမှုပညာပဲပေါ့နော်အမှုပညာဖန်တီးမှုပဲဆိုတော့ဒါရဲ့တအုပ်စုတွေဖြစ်တဲ့အတွက် အဲတိတ်ကွဲပြားပြီးလမ်းခွဲသွားရမျိုးတော့မဟုတ်ဘူးအားလုံးထဲမှာရှိရဲ့အလုပ်ကိုပဲဒါလုပ်တဲ့သဘောပဲပေါ့နော်အမူကတော့ဟိုဟာတရုတ်ဆောင်မူးထည့်ပြီးလုပ်တယ်လို့ပဲပေါ့တချင်းကလည်းအဲ့လိုပဲမူးထည့်ပြီးတော့လုပ်လိုက်တာပေါ့နော်အကုံနားထောင်တယ်နားထောင်တာတော့အကုံနားထောင်တယ်ဆိုရင်လည်းအကုံဆိုရကြိုက်တယ်ဒါပေမဲ့သူရေးထားတဲ့နေရာမှာဒီတချင်းလေးကိုဟာအားပေးလိုက်တာဆိုတော့ဒါအဆွေးတချင်းဖြစ်နေတာပေါ့နော်ဟိုအတဲကွဲတချင်းပေါ့ဒါပေမဲ့ကြိုက်တာတော့အကုံလုံးကြိုက်တယ်အမှတ်တရပေါ့အမှတ်တရအနေနဲ့အဲပုံဖော်ရိုက်ကူးတာပေါ့နော်အရင်ဟိုလိုကြီး အရင်တော့ဟိုလိုဝါလုံးမယ်ဒီဟာလုံးမယ်အဲ့လိုမရှိဘူးဒါဆိုရင်မှတ်တိုင်လေးပေါ့မှတ်တိုင်လို့ပြောရမလားအမှတ်တရလေးပေါ့ဘဝမှာငါကိုယ်ပိုင်တစ်စနစ်တစ်ပုတ်အဲထုတ်ထားရဲဖန်တီးထားရဲပြောနောက်တစ်ခါဆိုပွဲကြီးပေါ့နော်ဆိုခဲ့ရဲဆိုရင်လည်းကိုယ့်တစ်စနစ်လေးကိုလည်းပါအောင်ထည့်ဆိုမယ်နောက်ပြီးတော့အဲ remix လေးလုပ်မယ်အဲ့လိုလေးဆိုတော့တခြင်းကိုချစ်တော့တခြင်းလုပ်တဲ့သဘောပါပဲ အရန်ရောက်လို့မျိုးအရန်ကောင်းတယ်အရန်ဟွာဖြစ်မယ်လို့ခံလို့မျိုးခံယူချက်ကြီးတော့မထားတာပါဘူးအကောင်းဆုံးတော့လုပ်ထားတယ်ပြီးတော့ဇုံးရဲ့အရှိရှိရဲ့အတန်တိုင်းပဲဆိုတတ်တဲ့အတိုင်းလေးကိုပဲအကောင်းဆုံးဖြစ်အောင်ဆိုထားတယ်ဆိုတော့လေအဲ့တော့ပြိသက်တည်းရဲ့ဒီဟွာပေါ့နော်ဘယ်လိုကောင်းမဆုံးဖြတ်ချက်ပေါ့နော်ဇုံးကတော့အရန်လိုမျိုးကြီးတွေးထားမှရှိပါဘူးအဲဒီရမတ်တိန်တောင်ပေါ့နော်ဇလန်တွဲမှာလည်းဒီ lesbian character လေးကိုစိုက်ကြရတယ်ဆိုတော့ပြောပါရဲ့ဇိုးခိုရိုက်တဲ့အတက်နိုင်ဆုံးပုံစံတူအောင်ကြိုးစားထားတယ်ပေါ့နော်ဒီ character လေးကိုလည်း ဖြစ်တယ်သဘောကျတယ်အဲ့တော့အကောင်းဆုံးစူးစမ်းတာအလေးကိုအတိမတ်ပြုပေးရဆိုတော့ဝမ်းသာတာပေါ့နော်ဇွန်ကတော့မိမချင်းချစ်တာယောက်ျားချင်းချစ်တာတွေကိုတိတ်ပြီးတော့အဲ့ဒါကိုဟိုစက်ညင်တဲ့နေရာမှာမပါဘူးဟိုလက်ခံတဲ့နေရာမှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်အဓိကကိုတွဲနေရဲ့ကိုရဲ့ဟိုတစ်ဖက်သူကဘယ်လိုလူလဲသိဖို့လိုတယ်အဲ့ဒါကိုမှကိုကိုရိုင်လက်ခံနိုင်လားကိုကရောဘယ်လိုလူလဲဆိုတော့တစ်ဖက်သူကသိဖို့လိုတယ်အဲ့ဒါကိုလက်ခံနိုင်လားလက်ခံနိုင်လဲဆိုရင်တော့အဲပတ်သက်ပေါ့နော်လက်မခံနိုင်မပတ်သက်နဲ့ပေါ့နော်အဲအဲ့လိုပဲရှိပါတယ် ဒီကဟိုဟာပေါ့၃နှစ်လောက်ရှိပြီဆိုတော့လေ၃နှစ်လောက်ရှိပြီရိုက်ခဲ့တာ၃နှစ်ဆိုတော့ဟိုအဲ့တော့ကမျက်နာအနေထားနဲ့ပုံစံနဲ့ပေါ့နော်အဲ့လိုဆိုတော့အခုပြန်ကြည့်ရတာမှလက်ခံပေးကြရဲသဘောကျကြရဲဆိုတော့ဝမ်းသာပါရဲ့အတိကသပင်ကြောင့်ဖြစ်မှာအဲ့ကားတွဲကိုသပင်ကိုညှက်လိုက်တယ်ဆိုတော့လေသပင်က character နဲ့ထပ်တူကြွားရဲချိန်မှာပို့ပြီးတော့ရုပ်လုံးပေါ်လာတာပေါ့အခြေရေးရရင်လည်းမရှိဘူးအခြေရေးရအရင်က open ပဲဖြစ်သမျှအကုန်ပြောပြရတာပေါ့နော် ဲ့လိုဆိုရတယ်ဟိုငငယ်လေးတည်းအခုချိန်ထိပဲတွဲရသူအကုန်လုံးလည်းတည်ရဲ့ပြတ်သွားရအကုန်လုံးလည်းတည်ရဲ့အကုန်တည်ရဲ့အကုန်တည်ရဲ့ဆိုတော့အဲ့ကိစ္စလည်းပတ်သက်ပြီးတော့ပြဿနာမရှိဘူးဒါပေမဲ့မိန်းကလေးစင်းတော့မဆိုင်ခိုင်းသေးဘူးအဲ့ကိစ္စညှိရမယ်ပြောလို့မရဘူးခုနကပြောလို့ယောက်ျားလေးကိုလည်းချစ်နိုင်တယ်မိန်းကလေးကိုလည်းချစ်သွားနိုင်တယ်ကို့ဘော်ကောင်းကိုချစ်သွားနိုင်တာပဲအဲ့လိုဆိုတော့အဲ့ရာကိုလက်ခံရမယ်အဲ့ရာကိုနားချရအောင်မယ်အဲ့လည်းမခံသေးဘူး အဲစိတ်ကောက်တာလည်းမဟုတ်ဘူးအဲ့လိုတယောက်တည်းနေရသိဘူးသူစိတ်ဆိုးနေရတယ်ပေါ့မိခံအမှန်တော့အဲ့လိုစိတ်ကောက်တာလည်းမဟုတ်ပါဘူးတယောက်တည်းနေရတော့ကြိုက်တာဒါပေမဲ့ကိုလုတ်တဲ့အလုပ်ကတယောက်တည်းနေလို့မရဘူးအများနဲ့အတူတူဟိုတင်းပေါက်နဲ့သွားရတာဆိုတော့လေအားလုံးနဲ့ဒါရောင်းကြီးထွေလိုက်နေပြရပါတော့နော်ဟိုတကယ်တော့တယောက်တည်းနေရကြိုက်တယ်ပေါ့ဒါပေမဲ့အခုတော့တယောက်တည်းမနေတော့ပါဘူး ကောလုံးနဲ့အတူတူစီးလုံးလုံးလေးပေါ့နော်အဲ့လိုလေးနေဖြစ်ပါတယ်အကြံဉာဏ်လေးတော့ပေးပါတယ်ဒီဟာကောင်းတယ်ဒီဟာမကောင်းအကြံဉာဏ်ပေးရပေါ့နော်အကြံဉာဏ်ပေးရနေဆိုဖြစ်ချင်တာရဲ့ဟိုညှိရတာပေါ့နော်ဒါကြောင့်လည်းတိုက်ခတ်လေးပြောဆိုပါတယ်ညှိညှိကြတာပေါ့နော် discussion တွေလုပ်ကြရတယ် meeting တွေခဏခဏထိုင်ရတယ်ပြောရရင်အတယောက်တယောက်ညှိကြပြီးတော့ short တင်တာ short အဲတစ်ဖက်နဲ့တစ်ဖက်ညှိပြီးတော့ရှေ့ဆက်သွားတာပေါ့နော်ဒိတ်ကတော့တိကျပြောလို့မရသေးဘူးပေါ့နော်ဒီ ဖွင့်နေရသည်ပေါ့နော်တရင်ကျုပ်ချိန်ကိုမှန်းတော့မှန်းထားတယ်ဒါပေမဲ့လည်းအဲ့ထက်လည်းနောက်ကျရင်နောက်ကျသွားနိုင်တယ်ဘာကြောင့်လဲဆိုတော့အားမဲချိန်ကိုနှစ်ယောက်အားမဲချိန်ကိုတိုက်ရအောင်ဆိုတော့လေညရအောင်ဆိုတော့သူတင်ပြောလို့မရသေးဘူးပေါ့အာပရိသတ်တွေအဲဆိုဆိုရဲ့ဒီရမတ်တိန်တောင်ပေါ့နော်လက်စပီယန်ကားမှာ RPA ပရိသတ်တွေတက်တက်ရှိရယ်ပရိသတ်တွေအားလို့ကျဆုအများကြီးတင်ပါရဲ့လို့ဒီထက်လည်းဒီ character ကိုပဲဆက်ရိုက်စေချင်ကြရယ်ပေါ့နော်အဲထပ်ပြီးတော့ပတ်တူးရိုက်တယ်လို့ဘာလို့ဆိုရင် အဲစီဇန်2လို့ပါလို့ဆိုရင်ရိုက်သွားမှာပါအဲ့တော့ zone quality character ကိုချစ်တဲ့အတွက်ဒီစီဇန်2ရရတယ်ဆိုထပ်ရဖို့အတွက်အစီအစဉ်ရှိပါတယ်ဒီလိုစီဇန်2မှာဆိုမပါခဲ့ဘူးဆိုရင်လည်းစိတ်ဟိုအားမငယ်ပါအားမငယ်တယ်မဟုတ်ဝမ်းမနေပါနဲ့ဘာလို့ဆို zone protection ရနေဆိုလက်စပီယန်ကားသက်ရိုက်ပြပါမယ်လို့ zone protection ရှိရဆိုအဲ့ရဒီလက်စပီယန်ကားကိုရိုက်ပြပါမယ်အဲတစင်းလေးထွက်တဲ့အခါမှာလည်းအားပေးပါဆိုစိတ်တဲ့တစင်းလေးကိုပေါ့နော်ဆိုအကောင်းဆုံးအဲဒီဆိုထားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်